ဣဇရဲနိုင်ငံမှာဂျနတယာဟုရဲ့ဂါဇာစစ်ပွဲဆိုင်ရာမူဝါဒများနဲ့အစိုးရရဲ့တရားစီရင်ရေးပြည်တွင်းပြောင်းလဲမှုများကြောင့်စစ်တပ်အတွင်းပုံကံမှုတွေဖြစ်ပေါ်နေပါတယ်။2025ခုနှစ်ဧပြီလမှာဣဇရဲလေတရဲ့အရန်ဝန်ထမ်းများအပါအဝင်စစ်သားအချို့ကဂါဇာမှာရှိတဲ့စစ်စီရေးများမှာဆက်လက်ပါဝင်ရငင်းဆိုကြပါတယ်။ဤသို့ဆက်ရပြမှုများစစ်တပ်အတွင်း ပုံမှုချက်ပြန်လာပြီးအရာရှိအချို့ကိုယာတုမဖယ်ရှားခြင်းများဖြစ်ပေါ်ခဲ့ပါတယ်။ထို့အပြင်2024ခုနှစ်နိုဝင်ဘာလမှာနာတန်ယာဟုဟာကာကွယ်ဝန်ကြီး You of Golan Go ယာတုမဖယ်ရှားခဲ့ပါတယ်။ဤဆုံးဖြတ်ချက်ကအစိုးရရဲ့မူဝါဒများနဲ့မတူကွဲလွဲတဲ့သဘောထားများကြောင့်ဖြစ်ပြီးနိုင်ငံအနှံ့မှာဆန္ဒပြမှုများဖြစ်ပေါ်စေခဲ့ပါတယ်။ စစ်တပ်အတွင်းပုံကံမှုများနဲ့အရာရှိများကိုယာတုမဖယ်ရှားခြင်းများသည်အစ္စရေးနိုင်ငံ၏စစ်ရေးနှင့်နိုင်ငံရေးအခြေအနေများကိုပုံမဆုပ်ထွေးစေပြီးနိုင်ငံတော် လုံခြုံရေးနှင့်စစ်တပ်၏တည်ငြိမ်မှုအပေါ်တရားမှုရှိနိုင်ပါသည် ואם החמאס ימשיך בסרבנותו ולא ישחרר בקרוב את החטופים,